respiratory system နဲ့ဆက်စပ်နေတဲ့ circulatory system အဲ့တော့ circulation ဆိုတာဘာလဲခင်ဗျတို့ဒီခန္ဓာကိုယ်ကနေပြီးတော့မှ အသက်ရှူတာဘာအတွက်လဲ Okay oxygen လိုအပ်တယ်အဲ့ဒီ oxygen ကိုဘာအတွက်လိုအပ်တာလဲအသက်ရှင်ဖို့အသက်ရှင်ဖို့ Okay အသက်ရှင်ဖို့အဲ့တော့ဒီ oxygen ကိုဘယ်နေရာမှာသုံးတာလဲအဲ့ဒီအသက်ရှင်တန်းနိုင်မှု အင်းဟုတ်တယ်ဆဲတွေအသက်ရှင်တန်နိုင် more respiration အတွက်သုံးတာအဲ့တော့ဆဲလေးတွေအသက်ရှင်မှုအတွက်ဆဲလေးတွေက respiration ဖြစ်တယ် aerobic respiration နဲ့ anaerobic respiration ကြားဖို့ခဲ့တယ်เนาะအဲ့တော့ aerobic respiration ကကြတော့အောက်ဆီဂျင်ရမှာဒီဆဲလေးတွေကအသက်ရှင်တန်ဖို့အတွက်သူက energy တွေထုတ်တဲ့သူရဲ့ chemical reaction တွေဖြစ်မှာအဲ့တော့အောက်ဆီဂျင်တွေရဖို့အတွက်အဲ့တော့ cardio ဆိုတာကဒီ heart နှလုံးကိုပဲပြောတာအဲ့တော့ vascular ဆိုတာဒီရဲ့ drill လက်ပဲဖွဲ့စီအဲ့တော့နှလုံးကနေပြီးတော့မှတွေးတွေလက်ခံမယ်ပြီးတော့အဲ့ဒီအောက်ဆီဂျင်ရှိတဲ့တွေးတွေကိုခန္ဓာကိုယ်စီပို့မယ်အဲ gas exchange လုပ်မှဆိုတော့ခါကြအောက်ဆီဂျင်နဲ့ဘယ် gas ကို exchange လုပ်မှလဲ CO2 ပါ Okay CO2 ကိုလုံးပါအဲ့တော့အဲ့ဒီ CO2 ကဘယ်ကရောက်လာလဲ respiration ကနေပါ Okay ဟုတ်တယ် respiration ကနေပြီးတော့မှ aerobic ကနေလား anaerobic ကနေလား aerobic and aerobic okay aerobic respiration မှာ oxygen ကအောက်ဆီဂျင်ကိုသုံးပြီးတော့မှ respiration လုပ်တယ်သူရဲ့ waste product အနေနဲ့ carbon dioxide ထွက်တယ်ဟုတ်တယ်เนาะအဲ့တော့အဲ့ဒီ carbon dioxide ထွက်တဲ့ experiment တွေလည်းတိခဲ့ပြီးသား အဲ့တော့ဒီရဲ့ဟွာကိုနှလုံးကိုရောက်မယ်ဆိုရင်သူကအောက်ဆီဂျင်တွေရောက်လာမယ်အောက်ဆီဂျင်တွေရောက်လာပြီးဒီအောက်ဆီဂျင်တွေကိုသူသွေးခန္ဓာကိုယ်ရဲ့လိုအပ်တက်စီကိုပို့မယ်အဲ့လိုပဲအောက်ဆီဂျင်တွေမဟုတ်ဘူးနောက်တော့သူကဘာတွေကိုလဲပို့တယ်လဲဆိုတော့ခါကြတော့ nutrients ဒီရဲ့ cell လေးတွေလိုအပ်တဲ့အာဟာရတွေနောက်တော့ antibodies တွေအဲ့ဒါတွေကိုလည်းခန္ဓာရဲ့ဆင်းတွက်လိုအပ်တက်စီကိုပို့မယ်အဲ့တော့အဲ့ဒီရဲ့ antibodies တွေ nutrients တွေကဘာအတွက်လဲဒီတော့ nutrients တော့အာဟာရတွေကဘာအတွက်ဖြစ်မလဲခန္ဓာကိုယ်ရဲ့ energy တွေအင်း energy တွေခန္ဓာကိုယ်ကြီးထွားဖို့အတွက်ဆဲလ်လေးတွေတက်ရှင်ဖို့အတွက်အဲ့ဒါ energy ဖြစ်မယ်အဲ့တော့ခါကြတော့ဒီ nutrients တွေက fluoride ခန္ဓာကိုယ်ရဲ့လောင်စာတွေ energy ရဖို့အတွက်နောက်တော့ antibodies တွေကဘာအတွက်လဲခန္ဓာကိုယ်ကိုကာကွယ်ဖို့ တွက်အဲ့တော့ဒီ cardiovascular system ဆိုတာဒီ cells ဆီကိုဒီအသက်ရှူတွင်းလိုက်လို့ဝင်လာတဲ့ oxygen တွေ nutrients တွေ antibodies တွေကို bloodstream တွေးကြောတွေကနေတဆင့်ခန္ဓာကိုယ်ဆီကိုပို့ပေးမှာဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကဒီအရာတွေကိုလိုအပ်လို့အာဒီအရာလေးကဘာအကြောင်းလေးလဲတွင်းများများလေးရဲ့အကြောင်းလေးကခရမ်းမှုရေအင်းအင်း ဟုတ်တယ်ဒီများကလာလေးကိုပြောအဲ့တော့ဒီများကလာလေးကခရမ်းရောင်လေးဆိုခါကြတူကဘာကိုညွှန်းတာလဲဆိုခါကြဒီမဲ့အောက်ဆီဂျင်ပွားပလက်အောက်ဆီဂျင်မရှိရဲ့တွေးတွေအောက်ဆီဂျင်နည်းနေရဲ့တွေးတွေ veins เนาะအဲ့ဒီ veins ကနေလာမဲ့ဟာလေအဲ့တော့အောက်ဆီဂျင်မရှိရဲ့တွေးတွေဆိုတော့ခါကြတော့တူကခန္ဓာကိုယ်ကနေတွန်းမှာဟုတ်တယ်เนาะ respiration လုပ်ပြီးတွန်းရင် and product အနေနဲ့ဘာတွေထွက်မှာလဲဆိုတော့ခါကြတော့ CO2 တွေထွက်မှာကာဗွန်ဒိုင်အောက်ဆိုက်တွေထွက်မှာအဲ့တော့အဲ့ဒီကာဗွန်ဒိုင်အောက်ဆိုက်ကဒီရဲ့ cell လေးတွေထဲမှာဖြစ်တာ ဆိုတော့ခနာကိုတွေကနေပြီးတော့မှဒီရဲ့အဲကောင်တာအောက်ဆိုင်တွေဟိုတဲ့မှာအဲတဲ့ပြီးတော့တော့ဘယ်ကိုရောက်တော့မှလဲဆိုတော့ခါကြတော့နှလုံးကိုရောက်တော့မှနှလုံးကနေမှတူကဘယ်ကိုရောက်တော့မှလဲဆိုတော့အဆုတ်ကိုရောက်မှကဲအဆုတ်ကနေဘယ်ကိုရောက်တော့မှလဲဒီ CO2 တွေကနှာခေါင်းကနေစစ်စင်ဒီတွေကိုပြန်ထုတ်อืม ဟုတ်တယ်နှာခေါင်းကနေတဆင်ပါးစပ်ကနေတဆင်လေထဲကိုပြန်ထုတ်လိုက်မှာအဲ့တော့ခါကျတော့ဒါတွေကအောက်ဆီဂျင်နည်းနေတဲ့တွေတွေအောက်ဆီဂျင်ပူပါ blood တွေเนาะဒီအောက်ဆီဂျင်နေတဲ့ blood လို့လည်းခေါ်မယ်အဲ့တော့ဒီကောင်လေးကြည့်မယ်အဲ့တော့ဒီကောင်လေးရဲ့များလေးကကြတော့အနီရောင်လေးအနီရောင်လေးဆိုတော့သူကအောက်ဆီဂျင် rich blood အောက်ဆီဂျင်နေအများကြီးရှိနေတဲ့တွေတွေအဲ့တော့အောက်ဆီဂျင်နေအများကြီးရှိနေတဲ့တွေတွေကဘယ်ကနေလာမှာလဲဆိုတော့ဒီချေတို့စစချင်းအတက်ရှူလိုက်တဲ့အချိန်မှာ lens ကိုရောက်သွားမယ်အဲ့တော့အဆုတ်ကနေ အဲ့ဒီအဆုပ်ကနေမှနှလုံးစီကိုရောင်းမယ်နှလုံးကနေမှသူကခန္ဓာကိုယ်က cell လေးတွေ tissue လေးတွေစီကို respiration လုပ်ဖို့အတွက်အတွားပြီးတော့မှပို့မယ်အဲ့တော့ဒါသူရဲ့အစင်လေးအဲ့တော့ဒီရဲ့ circulatory system မှာဆိုအဓိက organs က၃ခုလောက်တယ်တဲ့အဲ့တော့၃ခုလောက်တယ်ဆိုတော့ခါကြဘာ organs တွေဖြစ်မလဲ circulatory ဖြစ်ဖို့အတွက်နှလုံးရယ်အဆုတ်ရယ် ဟုတ်တယ်နှလုံးရဲ့အဆုတ်ရဲ့နောက်တော့အဲ့ဒီကနေအောက်ဆီဂျင်နေကောင်နာအောက်ဆိုက်တွေတည်ဖို့အတွက် blood vessel တွေးကြောလေးတွေကလိုအပ်တယ်အဲ့တော့နှလုံးရဲ့အဆုတ်ရဲ့တွေးကြောလေးရဲ့လိုအပ်တယ်ဆိုခါကြဒီမဲ့တချို့တော့အဆုတ်ကနေပြောမှာဒီအောက်ဆီဂျင်ပါတဲ့ဟာလေးတွေရရပြီအောက်ဆီဂျင်တွေရလာပြီဆိုတော့အဲ့ဒီအောက်ဆီဂျင်တွေကိုဘယ်ကိုပို့လိုက်မှာလဲဟုတ်တယ်လေးခန်းရှိတာလေးခန်းရှိတာနောက်ဒီချက် ဆိုပြီးမယ်နော်ကဲနှလုံးကအခန်း၄ခန်းရှိရဲ့အဲ့တော့နှလုံးကအခန်း၄ခန်းရှိရဲ့ဆိုတော့ဒီချေလို့ဒီမှာအခန်း၄ခန်းခွဲလိုက်မယ်နော်ဒီလိုအခန်း၄ခန်းအဲ့တော့ဒီရဲ့ tree တွေကိုဝင်တဲ့အခန်း tree တွေကိုဝင်တဲ့အခန်းကိုဘာလို့ခေါ်လဲဆိုတော့ atrium လို့ခေါ်တယ် atrium မှာနှလုံးထဲကိုတွေးကိုဝင်မဲ့အခဲအဲ့တော့ atrium ကဒီဘက်ကညာဘက်ဆိုတော့ခါကြတော့သူက right atrium သူရဲ့ဒီအပေါ်အခန်းလေးကကြတော့ညာဘက်တွေးဝင်တဲ့အခဲအဲ့တော့ဘယ်ဘက်မှာလဲတွေးဝင်တဲ့အခန်းရှိမယ်အဲ့တော့ဒီရဲ့ဘယ်ဘက်တွေးဝင်တဲ့အခန်းကို left atrium လို့ခေါ်မယ်အဲ့တော့တွေးနေရဝင်ပြီးတော့ရင်ခန္ဓာကိုယ်စီကိုထွက်တာရှိမယ်နောက်တော့ဒီအောင်ဆီဂျင်နိတ်တဲ့ black เนาะ oxygen ပူဝါ black တိဆိုရေ lens ကိုပြန်ပြီးတော့มาထွက်ရမှာဟုတ်တယ်မလားအဲ့တော့ထွက်တဲ့အခန်းကိုကြာတော့ဘာလို့ခေါ်မလဲဆိုတော့ twin look ခန်းလို့ခေါ်မယ် twin look ခန်းကိုကြာတော့ ventricle လို့ခေါ်တယ်အဲ့တော့ခါကြာဒါလေးကဘာဖြစ်မှာလဲဆိုတော့ခါကြာတော့ right ventricle ဘယ်ဘက်ကဟာလေးဟာ left ventricle အဲ့တော့ ောက်ဆီဂျင်ပါတဲ့တွေးတွေအောက်ဆီဂျင်ပါတဲ့တွေးတွေဟာအဆုတ်ကနေပြီးတော့မှနှလုံးထဲကိုဝင်မယ်အဲ့တော့အဆုတ်ကနေပြီးတော့မှနှလုံးထဲကိုဝင်တာဘယ်ခန်းကနေဝင်မှလဲဆိုတော့ဒီရဲ့အပေါ်တွေးဝင်တဲ့အခန်းဘယ်ဘက်အခန်းကိုဝင်မှ left uh atrium နဲ့ အဲ့တော့သွေးဝင်မယ်ဆိုတော့ခကြချေခါလုံးကပြောခဲ့တယ် veins နဲ့ arteries နဲ့ရှိရလို့ပြောခဲ့တယ် artery ကကြတော့တွေးလွတ်ကြောအဲ့တော့ vein ကကြတော့သွေးပြင်ကြောသွေးပြင်ကြောဆိုတာနှလုံးမူလာတာအဲ့တော့သွေးလွတ်ကြောဆိုတာကကြတော့ဒီရဲ့နှလုံးထဲကနေပြီးတော့မှထွက်တာအဲ့တော့ဒီကနှလုံးကိုလာတယ်ဆိုတော့ခကြဒီအကြောလေးကတွေးဝင်တော့ဘာဖြစ်မလဲ artery ဖြစ်မလား vein ဖြစ်မလား artery ပါ artery လွတ်ကျော်ထွေးလွတ်ကျော်ဆိုတာနှလုံးကနေလွတ်ထုတ်လိုက်တာဖိန်ဖြစ်ပါမယ်ရှင် Okay ဖိန်ဖြစ်မှာအော်ဒီမှာ artery ရှိမယ် artery ဆိုတာကနှလုံးစီကနေပြီးတော့မှထွက်သွားတဲ့ဟာ တည်းရဲ့နှလုံးစီကနေထွက်သွားတဲ့ဟာ okay vein vein ကကြတော့နှလုံးစီကိုလာတဲ့ဟာအဲ့တော့ဒီကောင်လေးကကြတော့အဆုံးကနေပြောင်းမှနှလုံးစီကိုလာမယ်ဆိုတော့သူက vein ဖြစ်မယ်အဲ့တော့ဒီရဲ့အကျော်လေးကဒီအဆုံးကနေလာတဲ့ဟာကြတော့အောက်ဆီဂျင်များမှလားနည်းမှလားများမှာပါโอเคများမှာဆိုတော့ तू อ่ะ အောက်ဆီဂျင်အောက်ဆီဂျင် rich ဖြစ်တဲ့ဟာလေးတွေเนาะအောက်ဆီဂျင် rich ဖြစ်တဲ့ tree တွေဖြစ်လာမှာအဲ့တော့ဒီရဲ့အောက်ဆီဂျင် rich ဖြစ်တဲ့ tree တွေကဒီရဲ့ဟိုနှလုံးထဲကိုဝင်လာပြီး left atrium ထဲကိုရောက်သွားပြီးအဲ့တော့အဲ့ဒီ left atrium ထဲကနေ veil တော့မှလဲဆိုအခါကျတော့ left ventricle အဲ့တော့ ventricle ဆိုတဲ့ tree လွတ်တဲ့အခန်းထဲကိုသွားတော့မှာအဲ့တော့ tree လွတ်တဲ့အခန်းထဲကနေပြီးတော့မှ tree တွေကိုလွတ်ထုတ်လိုက်တော့မှာ veil ကိုလွတ်ထုတ်မလဲအောက်ဆီဂျင်ပါတဲ့ tree တွေကို ဆဲတဲ့အောင်ပါရှင်။ Okay, sales lady ကိုသွားမှာ။အဲ့တော့အဲ့ဒီ sales lady ကခန္ဓာကိုယ်မှာရှိရမှာလား။အဲ့တော့ခန္ဓာကိုယ်စီကိုသွားမှာ။အဲ့တော့ဒီရဲ့ body လို့ခေါ်တဲ့ခန္ဓာကိုယ်တွေက organ system နေအဲ့ဒီ လိုအပ်တဲ့နေရာတ िश ူတွေစီကိုသွားမယ်အဲ့တော့ဒီဟာကိုသွားတာကြတော့ဘယ်ကောင်တွေကတွားလဲဆိုတော့အောက်ဆီဂျင် rich ဖြစ်တဲ့ blood တွေကတွားတာအောက်ဆီဂျင်နေတဲ့ blood တွေကအဲ့တော့အောက်ဆီဂျင်ရမှ cell လေးတွေထဲမှာ respiration ဖြစ်မယ်ဟုတ်တယ်เนาะဘာ respiration ဖြစ်မှာလဲ aerobic လား anaerobic လား aerobic respiration okay aerobic respiration ဖြစ်မယ်အဲ့တော့ aerobic respiration ဖြစ်သွားပြီဆိုရင် energy တွေရလာတဲ့အပြင်သူ့ရဲ့ end product ကဘာရလာမှာလဲ carbon dioxide okay co2 ရောက်လာပြီအဲ့တော့ဒီရဲ့ co2 တွေကခန္ဓာကိုယ်မှာလိုအပ်လား လိုအပ်ပါဘူးမလိုအပ်ပါဟုတ်ကဲ့မလိုအပ်တော့ပြန်ပြီးတော့မှထုတ်ရမယ်ပြန်ပြီးတော့မှထုတ်ရမယ်ဆိုတော့ဒီရဲ့ respiration ဖြစ်တဲ့အဲ respiration ပြီးလို့အောက်ဆီဂျင်နဲရောတဲ့တွေးတွေ CO2 တွေရှိနေတဲ့တွေးတွေကနှလုံးဆီကိုပြန်သွားမယ်အဲ့တော့နှလုံးဆီကိုပြန်သွားမယ်ဆိုတော့နှလုံးကိုဝင်ရမှာဟုတ်တယ်เนาะအဲ့ဒီတွေးတွေကအဲ့တော့နှလုံးကိုဝင်ရမယ်ဆိုတော့ခါကြတော့ atrium ထဲကိုဝင်ရမှာလား ventricle ထဲကိုဝင်ရမှာလားအာ atrium မှာ atrium နဲ့ဝင်ရမှာအဲ့တော့ဒီက CO2 ရှိရတာတွေက atrium နဲ့ကိုရောက်သွားပြီအဲ့တော့ atrium နဲ့ရောက်သွားပြီဆိုရင်သူကပြန်ပြီးတော့မှလွတ်ထွက်ရမှာဟုတ်တယ်နော်လွတ်ထွက်ရမယ်ဆိုတော့သူ့ရဲ့တွေးတွေကလွတ်ထွက်ရမယ်အခန်း ventricle တဲကိုရောက်သွားမယ်အဲ့တော့အဲ့ဒီ ventricle ကနေပြီးတော့မှအဆုတ် CO2 ရောက်မယ်အဆုတ်ကနေပြီးတော့မှ shoot လေတွေကိုထုတ်လိုက်တဲ့အတွက်ကြောင့်မိုးကောက်နာ outside တွေကခန္ဓာကိုယ်အပြင်နှောင်းကိုရောက်သွားမယ်အဲ့တော့ဒီချက်ဒီအနီလေးတွေကတော့ oxygen အဲ များနေတဲ့ဟာလေးတွေဆိုပြီးတော့မှအနီလေးတွေဆွဲထားတာအဲ့တော့ဒီအဆုံးကနေပြောမှနှလုံးထဲကိုဝင်နေဝင်နေဆိုတော့ခါကြတော့သူကဖိဟုတ်တယ်နော်တွေးပြန်ကြောနှလုံးဟိုဟာလုံးတဲ့ဟာအဲ့တော့ခါကြဒီရဲ့ကဟိုအနေပြီးတော့မှ left ventricle ကနေပြီးတော့မှဒီရဲ့ cells တွေစီကိုသွားတာကြတော့ဘယ်ကနေတွောင်းมาလဲဆိုတော့ဒီရဲ့နှလုံးကနေပြီးတော့မှတွေးတွေကိုလွတ်ထုတ်လိုက်တာလွတ်ထုတ်လိုက်တာဆိုတော့ခါကြတော့သူက တွေးလို့ကြောပါ Okay တွေးလို့ကြောတွေးလို့ကြောဆိုတော့ artery ဖြစ်မှာအဲ့တော့ခါကြတော့ဒါလေးက artery အဲ့တော့ဒီနေ့ကဒါကြတော့နှလုံးစီကိုပြန်ပြီးတော့သွားမှာပြန်ပြီးတော့မှသွားမှာဆိုတော့ခါကြတော့ right atrium နဲ့ဟိုဝင်နဲ့တွေးကြောလေးကြတော့ဘာဘာတွေးကြောလေးဖြစ်မှာလဲဖိလား artery လား right ไม่รักความหลังเฟมเฟมเพียอ่ะเอ้ดีเย่ ဒီ head ကနေပြီးတော့မှဒီရဲ့ lens စီကိုအဆုပ်စီကိုလွတ်ထုတ်လိုက်မှာလွတ်ထုတ်လိုက်တဲ့ခါကျတော့သူကတွေးလွတ်ကျော်တွေးလွတ်ကျော်ဆိုတော့ခါကျတော့ဒီကောင်လေးရအထီဖြစ်မယ်အဲ့လိုပဲဒီဟာ loop ဆိုတာကြာလဲနေမှာဒီကနေတဆင်းတဆင်းအဲ့လိုလေးသွားကဲအဲ့လိုလေးသွားနေမယ်အဲ့တော့ခါကျတော့ဒါကကျတော့နှလုံးကနေပြီးတော့မှ sales တီစီကိုဘလို့သွားရလဲ sales တီကနေပြီးတော့မှဒီ oxygenated blood တွေကိုဘလို့ထည့်ရလဲဆိုတာ ယ်အဲ့တော့အဲ့မှာဆိုရင် two circulation loop တဲ့အဲ့တော့ circulation loop နှစ်ခုရှိရဲ့တဲ့ circulation loop ဆိုတာ तू ကဒီလိုလဲပက်နေတဲ့ဟာလေးအဲ့တော့အဆုတ်ကနေပြီးတော့မှဒီရဲ့အောက်ဆီဂျင်ရှိရဟာတွေရောက်တာရှိမယ်ပြီးတော့ဒီရဲ့နှလုံးကနေပြီးတော့မှအဆုတ်စီကိုအောက်ဆီဂျင်မရှိရတွေးတွေ တာရှိမယ်အဲ့တော့တရားကလည်းဒီလိုလဲနေရအဲ့တော့အဆုတ်ဆိုတော့ခါကြတော့ तू ကဘာလို့ခေါ်ပါလဲဆိုတော့ခါကြအဆုတ်ကို pulmonary လို့ခေါ်ပါအဲ့တော့ဒီရဲ့ဟွာလေးတွေကဒီလဲပတ်တဲ့ဟာကိုဒီ vein လေးကိုကြတော့ pulmonary vein လို့ခေါ်ပြီးတော့မှဒီ artery လေးကိုကြတော့ pulmonary artery လို့ခေါ်မယ်ဘာကြောင့်မို့လဲဆိုတော့ तू ကအဆုတ်နဲ့ဆက်ဆက်နေရမှုလို့ နောက်တစ်ခု loop ကကြပါလေးဖြစ်မလဲဆိုတော့ခါကြတော့ဒီရဲ့အဆုံးကနှလုံးကနေပြီးတော့မှ cell state ကိုရောက်မယ်အောက်ဆီဂျင်တွေပို့မယ်ဒီရဲ့ cell state ကနေပြီးတော့မှအောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဒီရဲ့နှလုံးဆီကိုပြန်ပို့မယ်အဲ့တော့နှလုံးနဲ့ဒီရဲ့ cell body နဲ့ကိုသွားတဲ့ဟာအဲ့တော့ဒီရဲ့ body မှာဆိုရင်ကကြတော့ organ system တွေရှိရဟုတ်တယ်နော်ဒီရဲ့ cell state တွေကလည်း organs တွေ cell state တွေပေါင်းပြီး tissue တွေကနေပြီးတော့မှ organs တွေဖြစ်သွားတာအဲ့တော့ဒီရဲ့ system ညီ body system ကြီးစီကိုသွားတဲ့ဒီအဖွဲ့အစည်းကိုကြာတော့သူကဘာလို့ခေါ်မှာလဲဆိုတော့ systemic လို့ခေါ်မှာအဲ့တော့ဒီရဲ့ artery လေးကိုကြာတော့ systemic artery လို့ခေါ်မယ်ဒီ vein လေးကိုကြာတော့ systemic vein လို့ခေါ်မယ်အဲ့ဒါကြာတော့ဒီ twin လေးပဲမှုအဖွဲ့အစည်းရဲ့နာမည်လေးနှစ်ခုရှိတာခွဲွားတယ်ဆိုတာအစုံနဲ့တက်ဆိုင်တဲ့ဟာကိုကြာတော့ pulmonary လို့ခေါ်မယ်ဒီရဲ့ body system နေနဲ့တက်ဆိုင်တဲ့ဟာကိုကြာတော့ systemic လို့ခေါ်မယ် တော့ circulation loops ကနာကူရှိရဲ့ပထမ loops ကိုကကြတော့ pulmonary circulation လို့ခေါ်မယ်အဲ့တော့ pulmonary circulation ဆိုတော့ pulmonary ဆိုတော့သူကဘယ် organ state တက်ဆိုင်ပါလဲ ဆောင်ရပါရှင်โอเคအဆုံးနဲ့တက်ဆိုင်မှာအဲ့တော့အဲ့ဒီအဆုံးကနေပြီးတော့မှဒီမဲ့အဆုံးကနေပြီးတော့မှအောက်ဆီဂျင်နေတဲ့ blood တွေက head ကိုရောက်တယ်အဲ head မှာရှိနေတဲ့အဲဒီအောက်ဆီဂျင်နေတဲ့ blood เนาะ CO2 တွေများနေတဲ့ blood တွေကကြတော့အဆုံးကိုရောက်မယ်အဲ့တော့ဒီရဲ့အပေါ်ပိုင်းက ကကြတော့ bar circulation လို့ခေါ်လိုက်ပါလဲဆိုတော့ pulmonary circulation လို့ခေါ်လိုက်မယ်။ကောင်းနာအောင်စိုက်တွေကိုထုတ်တယ်နောက်တော့လေရှူတဲ့ချိန်မှာအောက်ဆီဂျင်နေပါမယ်။အဲ့တော့အောက်ဆီဂျင်နေရနေပြီးတော့မှအောက်ဆီဂျင်နေက lens ကိုရောက်လာမယ်။အဲ့ဒီ lens ကနေပြီးတော့မှသစင် head ကိုရောင်းမယ် head ကနေကသစင်ခန္ဓာကိုယ်ထဲကိုသွားမယ်အဲ့တော့ဒီမှာဆိုလဲတွန်းအယောင်လေးနေနေပေးထားတယ်အဲ့တော့ lens ကနေလာတဲ့ဟာကြတော့ oxygen များတဲ့တွေးလားနဲတဲ့တွေးလားညာပါอืม များမှာအဲ့တော့ခါကြ front lens lens ကနေလာတဲ့ဟာအနီရောင်လေးတွေအောက်ဆီဂျင်များတဲ့တွေးလာမှာအဲ့တော့ဒီရဲ့ lens ကနေပြီးတော့မှပြန်ထွက်သွားတဲ့ဟာတွေဒီမဲ့ true lens တဲ့ lens ကိုသွားတဲ့ဟာကြတော့ဒီအပြာလေးတွေကကြတော့ counter outside တွေများနေတဲ့ဟာတွေအဲ့တော့ counter outside များတဲ့ဟာတွေတော့မယ်အဲ့တော့ lens နဲ့ဆိုင်မယ်ဆိုတော့သူ့ရဲ့နာမည်လေးကလည်းဘာလို့ခေါ်မှာလဲဆိုတော့ permanent permanent လို့ခေါ်မှာအဲ့တော့ permanent artery ရှိမယ် permanent vein ရှိမယ် နောက်တစ်ခုကကြတော့အဲ့ဒီနှလုံးကိုဒီ oxygenated blood တွေရောက်ပြီဆိုရင်သူက body system တွေကိုသွားမှာအဲ့တော့ body system တွေမှာ oxygen တွေရတော့ပြီ oxygen တွေရတော့ရင် cell တွေက respiration လုပ်မယ် end product carbon dioxide ထွက်မယ် carbon dioxide တွေကိုဒီ head cell ကိုပြန်ပို့မယ်အဲ့အဲ့လိုမျိုး system ကိုသွားတဲ့အတွက်ကြောင့်မို့သူက systemic circulation လို့ခေါ်မယ်အဲ့တော့ systemic circulation မှာဆိုရင်လေဒီ systemic vein ရဲ့ systemic အပုံထဲမှာတော့မပါဘူး systemic vein နဲ့ systemic artery ဆိုပြီးရှိမယ်။ဟောတချဲရိုးရဲ့ဒီရဲ့ဟိုဟာမှာလူတွေမှာတွေးဟာဘယ်လောက်လီတာလောက်ရှိရဲ့လို့ကြားဘူးလဲ။5 liter ပါကျ။5 liter နဲ့6 liter ဟုတ်တယ်9လီတာအနေ6လီတာရှိရဲ့အဲ့တော့ the blood တွေးတွေဆိုတာကလည်းတွား tissue မျိုးစားပဲအဲ့တော့ဒီတွေးလေးတွေထဲမှာဘာတွေပါရလို့ကြားဘူးလဲ twinning ဦးလို့ပြောရတယ်။ Okay twinning ဦးလေးတွေပါမယ်။အဲ့တော့အဲ့ဒီ twinning ဦးလေးတွေကဘာလုပ်ပေးမှာလဲ။ Oxygen ကိုတည်ဆောင်ပေးရပါလိမ့်မယ်။ကဲအဲ့တော့ twin ဥလေးတွေက carry oxygen oxygen ကိုတည်ဆောင်ပေးရပြီးတော့ twin ဥလေးတွေရောကြားဘူးလား white blood cells ကြားဝတ်ချင်ကဲ twin ဥလေးတွေကဘာလုပ်ပေးမှာလဲဆိုတော့ခါကြတော့အပြင်ကနေ virus တွေ bacteria တွေ infection တွေဝင်လာရင် ရှင်နေကိုတိုက်ထုတ်ပေးတာဘယ်သူကတိုက်ထုတ်ပေးမှာလဲဆိုတော့ white blood cell တွေးဖြူဦးလေးတရားတိုက်ထုတ်ပေးမှာအဲ့တော့ဒီရဲ့ blood တွေးနေဖြစ်ဖို့အတွက်အဲ့တော့ training ဦးလေးတွေရှိမယ်ပြီးတော့တွေးဖြူဦးလေးတွေရှိမယ်အဲ့တော့ training ဦးနဲ့တွေးဖြူဦးအပြင်ဘာရှိတယ်လဲဆိုတော့ခါကြ plasma တွေးရည်ကျဲလေးရှိမယ်။နောက်တစ်ခုကကြတော့ playlist playlist ဆိုတာတွေးဥမွားလေးတွေ။အဲ့ဒီ playlist လေးတွေကဘာလုပ်မှာလဲဆိုတော့ဒီချေတို့ပါတယ်။အဲ့တော့လက်လေးကရှာရိုင်းဆိုဒီ playlist ကဘာလုပ်တာလဲဆိုတော့အဲ့ဒီရှာတဲ့နေရာလေးမှာရှာရှာပြီးတွေးထွက်ပြီးဆိုကြရရင်အဲ့ဒီနာတွေးကြောလေးကပေါက်သွားတဲ့အတွက်ကြောင့်မို့တွေးထွက်တာလေ။ဒီဆက်မထွက်တော့အောင်လုံလိုက်တာဘယ်လိုလုပ်မှာလဲဆိုတော့ playlist ကလုံမှာ။အဲ့တော့ black black တွေးတွေကကြတော့ tissue လေးဖြစ်တယ်။အဲ့တော့ဘာတွေနဲ့ဖွဲ့စည်းထားရလဲဆိုတော့ဒီမှာ training ဦးလေး ေပါမယ်တွေးဖြူလေးတွေပါမယ် plus မှာနဲ့ playlist ဆိုပြီးတော့มาပါမယ်အကောင့်လေးနဲ့ဖွဲ့စီထားအဲ့တော့ဒီမှာဒီဟာလေးရလဲပုံလေးရလဲမြင်မှုပြီးတာ replace အဲ့တော့ဒီဟာလေးတွေဒီဟာလေးတွေကဘာလေးလဲဆိုခါကြတော့တွေးဖြူလေးတွေအဲ့တော့ white blood cells ဆိုတာလေးကဒီဟာလေးတွေတွေးဖြူလေးတွေအဲ့မှာမှဒီမှာနည်းနည်းတိတ်တိတ်မွမ်းမွားလေးတွေးမွားလေးတွေဟောကြဘာလို့ခေါ်ပါလဲဆိုတော့ platelets အဲ့တော့ဒီပုံလေးကိုကြည့်ရအောင်အဲ့တော့ဒီပုံလေးမှာဆိုရင်များလေးနေ ်မြားလေးတွေတွေ့ရနော်ပုံလေးရဲ့မြားလေးတွေတွေ့ပါရင် okay အဲ့တော့ဒီကနေပြီးမှ from land lens ကနေပြီးမှဝင်လာတယ်ဝင်လာတယ်ဆိုတော့ခါကြတော့ဒါလေးကဘာခန်းလေးဖြစ်မှာလဲတွေ့ရဝင်လာတဲ့ခန်းလေးက I loved Adrian left atrium တွင်းဝင်တဲ့အခန်းလေးအဲ့တော့ဒီတွင်းဝင်တဲ့အခန်းလေးကနေပြီးတော့မှသူကအောက်ဆီဂျင်နေပါတဲ့တွေးတွေကိုရောက်လာမှာရောက်လာတဲ့အတွက်ကြောင့်မိုးခန္ဓာကိုယ်ပြန်ထွက်ရမှာပြန်ထွက်ရမှာဆိုတော့ဒီတွေးလေးတွေကဘယ်သူစီရောက်လာလဲ a left ventricle ပါချင်းอืม left ventricle twin look canal ကိုရောက်လာပြီ twin look canal ကိုရောက်မှာသူကခန္ဓာကိုယ်ကိုစီကိုတွေးတယ်လွတ်လို့ရမှာအဲ့တော့ဒီမှာ front and body တဲ့အဲ့တော့ခန္ဓာကိုယ်ကနေလာမဲ့ဟာတွေကကြတော့သူကအောက်ဆီဂျင်နည်းတဲ့တွေးတယ်ကောင်းတာအောက်ဆိုင်များတဲ့ကိုတွေးတယ်အဲ့တော့ကောင်းတာအောက်ဆိုင်များတဲ့တွေးတယ်ကဘယ်ကိုရောက်လာမှာလဲဆိုနှလုံးရဲ့ဒီညာဘက်တွင်းဝင်ခွန်းထဲကိုရောက်လာမယ်အဲ့ကနေပြီးတော့မှဒီတွေးတွေပြန်ပြီးတော့မှလွတ်ထွက်ရမှာဆိုတော့ ော့ဒီရဲ့ညာဘက်တွေးလွတ်ခန်းနဲ့ဟိုရောက်သွားမယ်အဲ့တော့တွေးလွတ်ခန်းကနေမှတစင်းသူကဖေဟိုတော့မှလဲဆိုတော့ lens เนาะအစုပ်ထဲဟိုရောက်မယ်အစုပ်ကနေမှနှာခေါင်းကနေပြီးတော့မှ CO2 တွေပြန်ထုတ်လိုက်မယ်အဲ့တော့ deoxygenated blood တွေကအာဒါလေးအခါတော့ပုံလေးကိုအရှင်းထားဆိုတော့ဒီချက်ကြောင်းလိုက်မယ်เนาะ တော့ဒါလေးကလည်းတူတူပဲ oxygenated blood ရဲ့ဟိုအားဒီ oxygen များတဲ့ tree တွေကဘယ်ဟိုတော့မှလည်းဖယ်ဟိုလာမှလည်းဆိုတော့အဲ့ဒါစာလေးပြန်ရေးထားတာအဲ့တော့ဒီ teacher ရဲ့ဒီ head ကလည်း muscle ပဲဟုတ်တယ်နော်ကြွက်သားတွေအဲ့တော့ဒီ head မှာရှိရဲ့ muscle ကိုဘာလဲဘာ muscle လို့ခေါ်ရလဲလို့ teacher တီးရဲ့လဲ muscular system တော့ငါ cardio muscle ဟုတ်တယ် ခတ်တီးရနော်ခတ်တီးရမာဆယ်လို့ခေါ်တာဟုတ်တယ်နော်တိချဲတော့အယိုးရီမှာရှိရဲ့မာဆယ်လေးကိုကြာမလို့တီးရလဲအယိုးရီကဘာစစ်တန်လဲစကယ်လီတန်မာဆယ်อืมဟုတ်တယ်အယိုးရီမှာရှိရဲ့မာဆယ်ကိုကြာစကယ်လီတန်မာဆယ်လို့တီးခဲ့တာအဲ့တော့ဒီရဲ့နှလုံးမှာရှိရဲ့ဟာနှလုံးဆိုတာကတ်တီးရအဲ့တော့ခါကြာတူကတ်တီးရမာဆယ်လို့ခေါ်မှာအဲ့တော့ဒီရဲ့နှလုံးကလည်းမာဆယ်စတီဖြစ်တယ်မာဆယ်စတီဖြစ်တဲ့ပြင်တော့ expand to pull black into pull right and left atria တဲ့ atria ဆိုတာကကြတော့အများတို့က right နဲ့ left လို့ပြောလိုက်လို့တခမ်းနဲ့ဆိုရင်ကအပေါ်မှာတကယ်တော့ပြောခဲ့တာ atrium လို့ခေါ်မှာအဲ twin wing ခံနေကိုဝင်မယ်ဝင်ပြီးတော့ရင်ဒီရဲ့ blood တွေက ventricles တဲ့ကိုညှစ်ထုတ်လိုက်မယ်ပြီးတော့မှ ventricle ကနေမှတဆင်တွေးလွတ်တာဆိုတော့တကယ်တော့လိုအပ်တဲ့နေရာလေးစီ လွတ်လိုက်မယ်အဲ့တော့ဒီရဲ့ head ကနှလုံးကခုန်နေရဟုတ်တယ်เนาะအဲ့တော့နှလုံးခုန်နေဟာ normal ဆိုရင်သူ့ရဲ့တမနစ်မှာသူက60အနေ80ချာရှိရမှာတမနစ်မှာနှလုံးခုန်နေဟာလေအဲ့တော့ဒီတွေးတွေကဘယ်ကိုတွားမှာလဲ blood vessels တွေကနေတွားပြီးတော့မှခန္ဓာကိုယ်အားခန္ဓာကိုယ်မှာလိုအပ်တဲ့နေရာတွေစီအကုန်လုံးကိုရောက်သွားမှာအဲ့တော့ဒီရဲ့ဟိုဟာတွေကနေပြီးတော့မှ away from the headache နှလုံးစီကနေပြီးတော့မှထွက်လာတဲ့ဟာတွေ အဲ့တော့နှလုံးစီကနေပြီးတော့မှထွက်လာတာဆိုတော့ခါကြောက်သွေးလွတ်လိုက်တာနှလုံးကနေလွတ်ထုတ်လိုက်တဲ့ဟာဟုတ်တယ်နော်အဲ့တော့နှလုံးကနေလွတ်ထုတ်လိုက်တဲ့သွေးကိုじゃဘာလို့ခေါ်မှာလဲဆိုတော့အဲ့ဒီသွေးကြောလေးကိုじゃဘာလို့ခေါ်မှာလဲဆိုတော့ arteries လို့ခေါ်မှာသွေးလွတ်ကြောအဲ့တော့နှလုံးစီကိုပြန်ပြီးတော့မှရောက်လာတဲ့ဟာတွေကじゃတော့သွေးပြန်ကြော veins လို့ခေါ်မှာအဲ့တော့သွေး ကြောမျိုးစားကဒီမှာဆိုရင် artrice မယ် face မယ်နော်။ဒါချေတော့အရင်နေ့ကတွေးခဲ့တဲ့ capillary ဆိုပြီးတော့မှလည်းတွေးခဲ့တယ်ဟုတ်တယ်နော် respiration မှာ capillary တွေးကြောမျိုးစား capillary ရှိမယ်။အခုကျတော့တွေးလွတ်ကြောနဲ့တွေးပြန်ကြော artrice နဲ့ face နဲ့ရှိမယ်။အဲ့တော့ artrice တွေဒီရဲ့ artrice ဆိုတဲ့ဟိုအတွေကတွေးလွတ်ကြောတွေးလွတ်ကြောဆိုတော့ခါကျတော့ head ကနေပြီးတော့မှထွက်မှဟာနေ head ကနေလွတ်ထုတ်လိုက်တဲ့ဟာနေအဲ့တော့တွေးလွတ်ကြောတွေကဘာနဲ့ပြုတ်လောက်ထားလဲဆိုတော့ connective tissue ရှူလေးတွေနဲ့ပြုတ်လုံထားတယ်။နောက်တော့ smooth muscle tissue လေးတွေနဲ့ပြုတ်လုံထားတယ်တဲ့။ပြီးတော့ဒီရဲ့ artery state တွေးလွတ်ကြော်တွေအကုန်လုံးက tick ဆိုတော့နည်းနည်းထူမယ်။ပြီးတော့ elastic wall တဲ့ elastic တချို့တို့ဒီ sand line တုံ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 လို့ခံစားရတာဒီတွေးကြော်လေးက elastic ဖြစ်နေလို့အဲ့တော့တို့ရဲ့နယံလေးက electric ball ဖြစ်မယ်။နောက်တစ်ခုက vein vein ဆိုတော့သွေးပြန်ကြော်ဆိုတော့ဒီရဲ့ head zero လာမှာဟုတ်တယ်နော် head zero လာတဲ့ဟာလေးအဲသူကကြတော့လေ အဲဒီရဲ့နှလုံးစီကိုသွားတဲ့လမ်းကြောင်းဖြစ်မယ်တဲ့အဲ့တော့ skeletal muscles တွေကနေပြီးတော့ contract ဆိုတာခါကြညစ်လိုက်မယ်ညစ်လိုက်တဲ့အချိန်မှာဆိုရင်ဒီရဲ့တွေးတွေကပန်းထွက်တော့မှညစ်လိုက်တဲ့အတွက်ကြောင့်ဖြစ်မယ်အဲ့တော့ဒါ sound ထရမီကုန်လေအဲ့တော့ဒီမီကုန်လေးဖြစ်ကြည့်အောင်အဲ့ဒီရဲ့ ABCD မှာ respiratory system ရဆိုရင်မားတဲ့ကောင်မရှာမှာပဲကောင်မလဲအာ C လာရှယ်မိုးရဆင်ဟမ်ရီဆိုမရှာမှာရှာ C ရ စစ်တန်ကအောက်ဆီဂျင်ကိုဖယ်ရလားကောင်းနာအောက်ဆိုက်ကိုဖယ်ရလားကောင်းနာအောက်ဆိုက်ပါကောင်းနာအောက်ဆိုက်ကိုဟုတ်တယ် CO2 ကိုဖယ်ရအဲ့တော့ removing oxygen ဆိုတော့ခကြားနံပါတ်စီကမားတယ် Okay ဒါလေးဖြည့်ကြည့်အောင်ဒါကြမန်နဲ့ဟောင်ရွေးရမှာ head နဲ့ပတ်သက်ပြီးတော့ဘယ်ကောင်းကမန်လဲကဲနံပါတ်2ကိုဒီနံပါတ်1ကိုအေးလေးကိုကြည့်ရအောင် artrice artrice ဆိုတာ drill လို့ကြော drill လို့ကြော်ဆိုတာကဂျာတော့ဒီရဲ့နှလုံးကနေပြီးတော့မှလွတ်လိုက်တဲ့ တွေးတယ်အဲ့တော့ तू က तू had ဆိုတော့ခါကြာနံပါတ်1ကမန်လားမလားမားပါတယ်မားတယ် तू ကနှလုံးကနေလွတ်မယ်ဆိုတော့ true ဆိုတာ तू ဆိုတော့နှလုံးစီကိုလာနေရအဲ့မဲ့ဆိုရင် front the head ဟုတ်တယ်နော်နှလုံးကနေပြီးတော့မှလွတ်ထွက်အောင်မှာဒါလေးက front ဖြစ်ရမှာ okay နံပါတ်2ကိုကြည့်ရအောင်အဲ့တော့ atrium ဆိုတဲ့တွင်းဝင်ခန်းလေးတဲကိုတွင်းတွေကပထမဆုံးဝင်လာတယ်တဲ့ဝင်လာပြီးတော့ရင်တွင်းလွတ်ခန်းထဲကိုရောက်သွားတယ်တဲ့ဟုတ်လားဟုတ်ပါတယ်อืมဟုတ်တယ်ဆိုတော့အဖြေမှန်ကနမပြီး ကဲအဲ့တော့နံပါတ်3ကိုကြည့်အောင်အော်နံပါတ်3မှာဆိုရင်ဒီကအောက်ဆီဂျင်တွေကိုတဲမှာအဲ့တော့အောက်ဆီဂျင်တွေကိုဘယ်ကိုတဲမှာလဲခန္ဓာကိုယ်ထဲမှာရှိရဲ muscle cell လေးစီကိုတဲမှာအဲ့တော့ तू ကဘယ်ကနေဘယ်လိုတဲမှာလဲသူ့ရဲ့လမ်းကြောင်းလေးအောက်ဆီဂျင်ကโอเคဟုတ်တယ်ဒီအောက်ဆီဂျင်ကလေထဲကနေပါမှာလေထဲကနေပါပြီးတော့မှ respiratory system ကိုရောက်မှာ အဲအနေမှာ respiratory system ကနေပြီးတော့မှဒီရဲ့ circulatory system head C ကိုရောက်မှာအဲတော့ head ကနေ circulatory system C ကိုရောက်သွားပြီးမှ cardiovascular system ပေါ့နော်အဲတော့အဲ့ဒီကိုရောက်သွားပြီးတော့မှ muscular system muscle cell တွေ C ကိုသွားတာခင်ဗျာဆိုနံပါတ်လေးလေးကြည့်အောင်အဲတော့ red blood cell twin ဥလေးတွေရဲ့ function ကဘာလဲသူတို့ရဲ့လှုပ်ဆောင်ချက်က C ပါ Okay C ဟုတ်တယ်သူတို့ကအောက်ဆီဂျင်ကိုတဲမှာ ခဲ့ဆိုနံပါတ်5အဲ့တော့ circulation loops ကနှစ်ခုတည်းရဲ့နော်ဟာနဲ့ပါလဲဆိုတော့ခါကြတော့โอเคဟုတ်တယ် pulmonary နဲ့ systemic circulation အဲ့တော့ဒီ pulmonary circulation မှာဆိုရင်တွေးရတာဘာဖြစ်မလဲအေးပါအေးကောင်းနာအောက်ဆိုက်တွေကိုရလာလားအောက်ဆီဂျင်တွေဆုံးဖြုံးသွားလား ခဏကွာဘာလို့လိုရလဲအောက်ဆီဂျင်မရှိဖြစ်ရလို့အောက်ဆီဂျင်လိုပါဆိုတော့ gain အောက်ဆီဂျင်ဖြစ်ရမှာဟုတ်တယ်နော်အဲ့တော့အဖြေကပြီးပါရှင်ပြီးပါโอเคပြီးအဲ့တော့ဒီရဲ့ lens pulmonary circulation မှာဆိုရင် attach လိုက်ရင်အောက်ဆီဂျင်နေရမယ်ပြီးတော့မှအဲ့ဒီရဲ့ respiration ဖြစ်ပြီးတော့ waste product ကောင်းတာအောက်ဆိုက်တွေကိုပြန်ထုတ်မှာဆိုတော့ကောင်းတာအောက်ဆိုက်တွေက loose ဆုံးရှုံးသွားမယ် အဲ့ဒါလေးကြည့်ရအောင်အဲ့တော့ systemic circulation ဆိုတော့တကယ်လို့ဒီ head ကနေပြီးတော့မှ body system လိုအပ်တဲ့ cells တွေစီကိုသွားမှာအဲ့တော့သွားမယ်ဆိုတော့ head ကနေပြီးတော့မှသွားမှာဆိုတော့ခါကြ body system ကိုသွားမှာဆိုတော့သူက oxygen များတဲ့တွေးတွေဖြစ်မှာ ။အောက်ဆီဂျင်များတဲ့နွေတွေကို body system ပို့တယ်။ body system ကနေပြီးတော့မှဒီရဲ့အောက်ဆီဂျင်ပိုးက blood တွေကို heart ကိုပြန်သိမ်းလာတယ်။အဲ့တော့အာသူကမေးတာဘာလဲဆိုခါကြောင်ဒီရဲ့ heart ကပထမဆုံး receive လက်ခံမှာဘာတွေကိုလက်ခံမှာလဲဆိုခါကြောင်အောက်ဆီဂျင်ပိုးက blood တွေကိုလက်ခံမှာအဲ့တော့အောက်ဆီဂျင်ပိုးက blood ဆိုတော့ right artery အင်း right atrium ကိုရောက်မှာဒီမဲ့ဒီ body ကနေလာတာဆိုတော့ right atrium ကိုရောက်မှာအဲ့တော့ဖြေမှန်ကစီကဲဒါလေးရောအဲ့တော့ဒီ right ventricle လေးတဲ့က right ventricle လေးတဲ့ကတွေးရတာဘယ်လိုတွားမှာလဲအဆုတ်စီတွားပါအဆုတ်စီတွားမယ်ဆိုတော့ခါကြတော့ဖြေရ B to lens lens C ကိုတွား ဒါလေးဟာဒါလေး fails တီချယ်တို့အဆိုရှင်ဒီရဲ့နှလုံးမှာရှိရဲ့ fails လေးအကြောင်းတော့မပြောခဲ့သေးဘူးเนาะအဲ့နှလုံးမှာရှိရဲ့ fails ကဘာလေးလဲဆိုတီချယ်တို့ရဲ့ဒီရဲ့တွေးအခန်းလေးတွေအခန်းလေးတွေမှာဒီရဲ့အဆိုလေး fat flow ခေါ်တဲ့ပိတ်ထားတဲ့ဟာလေးရှိရဲ့အဲ့တော့ဒီကောင်လေးကဘာအတွက်လဲဒီကောင်လေးကဘာအတွက်ဖြစ်မယ်လို့ထင်လဲအဲ့တော့ဒီမှာဆိုရင်ဘာလေးရှိမှလဲတွေ့ fat နာမည်လေးတွေရှိရပါတော့เนาะအဲ့ဒီ association လေးကဘာအတွက်ဖြစ်မယ်လို့ထင်လဲ အော်ဒီမှာမြားလေးကိုကြည့်ရအောင်ဒီရဲ့တွင်းဝင်ခန်းထဲကနေပြီးတော့မှတွင်းလွတ်ခန်းထဲကိုတွေးတရားရောက်သွားပြီဒီတွင်းလွတ်ခန်းထဲကတွေးတရားတွင်းဝင်ခန်းထဲကိုပြန်သွားလားသွားပါဦးอืมမသွားဘူးဘာလို့လဲဆိုတော့ခါကြာ तू ကဒီတွင်း လွတ်ခံကနေဆိုရင်ကတော့လိုအပ်တဲ့နေရာစီသွားရမှာဒီခန်းကိုပြန်ဝင်လို့မရအောင်အဲ့တော့အဲ့ဒါကိုပြန်မဝင်အောင်သူကကာကွယ်ပေးမှာအဲ့တော့အဖေကဘာဖြစ်မှာလဲဆိုတော့အခါကျ B ဖြစ်မှာအဲ့တော့ဒီ association လေးတွေဟာတွေးအနောက်ပြန်မသွားအောင်သူ့ရဲ့လမ်းကြောင်းတိုင်းမှာသွားအောင်ကူညီပေးတာကကျတော့ဒီ fast lady တွေဟာကဲအဲ့ဒါချိုးနောက်ဆုံးတစ်ခု ်ခြေရုပ်ခန္ဓာကိုယ်မှာဆိုရင်တွေးရ5 to 6 liter လောက်ရှိရဲ။အော်တွေးတဲ့အများကြီး loss ဆုံးရှုံးသွားပြီ။တွေးတဲ့အများကြီးဘယ်လောက်လဲ2 liter လောက်ဆုံးရှုံးသွားပြီဆိုရင်ဒီခြေရုပ်ဘာဖြစ်မယ်ထင်လဲ။တွေးတဲ့အဓိကလောက်ဆောင်ချက်ကဘာလဲ။ oxygen ပို့။အင်း oxygen ပို့ဆိုတော့တွေးတဲ့အများကြီးဆုံးရှုံးသွားပြီဆိုရင်ဘာဖြစ်မလဲ။ သူပို့ပို့သူပို့တဲ့လုပ်ငန်းစီနေွားမယ်လို့ရှင်းနေရှင်။อืมသူပို့တဲ့လုပ်ငန်းစီနေွားမယ်။အဲ့တော့ဒီရဲ့တကယ်လို့ရဲ့ cell တွေကအောက်ဆီဂျင်မရတော့ဘူး။အောက်ဆီဂျင်မရတော့ respiration တွေမလုပ်နိုင်တော့ဘူး။အဲ့တော့အဖြေကဘာဖြစ်မလဲ။ဒီက okay B ဖြေရပြီဖြစ်မယ်။ကဲအဲ့ဒါဆိုရင်ဒါ circulatory system ပြီးတော့ပြီ။